ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်မျိုးလွင်ပါကျွန်တော်ဒီနေ့ဖတ်ပြပေးမှာကတော့ဇာဝင်းကြီးဘာသာပြန်ထားတဲ့ဗမာဟယ်လင်စာအုပ်လေးပဲဖြစ်ပါတယ်ဒီเจ้าရလေးကိုနားမစင်ခင်ကျွန်တော်တို့ရဲ့မဟာစာပေ YouTube Channel လေးကို Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဗမာဟယ်လင် အခန်းတည့်ဂျပန်တို့တိုက်ပွဲဆင်လာရာတွင်စစ်ဆေးရုံကိုအဓိကထားကာဘုံကျဲကြသည် ဘဝင်းကျင်ရှိတောင်များမှပဲ့တင်တံများသည်မမြင်ရသည့်တနတ်များမှကြည်ထွက်သည့်အတံများကဲ့သို့ကြားနေရ၏ဈေးရုံနှင့်တမိုင်ခန့်ကွာဝေးသောနေရာမှကြည်များလာနေသည်ကိုကျမနားထဲတွင်ကြားနေရပါသည်ထိုစဉ်တွင်သစိမ့်တဦးကကျမရှိနေသည့်ဈေးရုံခန့်တွင်ရောက်ရှိလာကမြန်မြန်လာပါစစ်သားတွေတည်တော့မယ်ဟုအော်ဟစ်ခေါ်တံကြားလိုက်ရသည်ကျမမှာလူနာများနှင့်အလောက်ရှုပ်နေခြင်းဖြစ်သည့်ဖြင့်စစ်ဈေးရုံသို့ရန်နှဲငယ်မရောက်ဖြစ်ခဲ့ပေထိုသူကစစ်ဈေးရုံကိုရည်ရွယ်ကလာရောက်ခေါ်ငင်ခြင်းဖြစ်သည် ကျမစိတ်ထင်တွင်စစ်ဆေးရုံမှလူနာများကိုဘေးကင်းရာသို့ခေါ်ဆောင်သွားပြီးဖြစ်သည့်ဖြင့်လူနာမရှိတော့ဟုထင်နေခဲ့သည်။ကျမလှည့်ကြည့်လိုက်ချိန်တွင်လာခေါ်သူမှမရှိတော့ပေ။စစ်ဆေးရုံသို့ကျမသွားကြည့်ရန်တာဝန်ရှိသည်ဟုယူဆလိုက်သည်။စစ်ဆေးရုံရှိရာသို့ကျမအပြေးလွှားသွားခဲ့၏။စစ်ဆေးရုံမှာဒါဘာဟောအနည်းတွင်ရှိနေပြီးရောက်သွားချိန်၌မိသို့တွေ့ရမည်ကိုကျမမတွေ့ဝင်ခဲ့ပါ။ဆေးရုံဝင်ပေါက်တို့ကျမဝင်လိုက်ချိန်တွင်ကြီးစံများဖြတ်တန်းသွားနေသည်ကိုကြားနေရ၏ ဈေးရုံထဲသို့ကျမဝင်လိုက်ချိန်၌ကဲပါယူပါတစားစားအော်နေကြသည့်လူနာများကိုတွေ့လိုက်ရ၏လူနာတော်များများမှပြင်းပြင်းထန်ထန်ဒဏ်ရာရရှိထားသူများဖြစ်သည်တရုတ်စစ်သားတဦးမှကြောက်လန့်တကြားဖြင့်သူ့ကလေးမော်တွင်ဝင့်နေကဗဇက်မှတောင်းစင်ရီမရအော်ဟစ်နေသည်ခြေပြက်လက်ပြက်သူများသာမကကြောတွင်ဒဏ်ရာရရှိထားသူများကြည်တင့်နေသူများအများအပြားကိုတွေ့ရသည်စစ်သားတော်များများမှစောက်တီရမရငိုကြွေးနေကြသည် အိန္ဒိယစစ်သားတို့ကအင်္ဂလိပ်စကားကောင်းကောင်းပြောနိုင်ပြီးကျမအားသူတို့အားလုံးအစာမစားရသည်မှာနည်းရရှိပြီဟုဆို၏ကျမကကိုညီနိုင်မည်သူတူရှိမလားဟုမျက်စိဖြင့်လှက်ပတ်ရှာဖွေလိုက်သည့်အခါတစုံတယောက်ကိုမျှမတွေ့ရပေဤပုံဖြင့်ဆိုပါကစစ်သားအများစုတို့သည်သူတို့အိမ်ရာထဲတွင်မကြခင်တည်ဆုံကြတော်မူဖြစ်သည်ဂျပန်တို့မှလက်ဖြောင်းလာသည့်ဖြင့်ဈေးရုံအဆအဦးမှလည်းကျမမျက်စိရှိမှောက်တွင်ပင်ပြိုကျပျက်စီးတော်မူဖြစ်သည် ကျွန်မခန္ဓာကိုယ်တည်ဆောက်မှုမှာတည်တည်ကိုယ်ကိုယ်ပင်ဖြစ်ပါသည်ထို့ပြင်အစားကောင်းကောင်းမစားရသည်မှာကြာပြီဖြစ်သဖြင့်အင်အားချို့တဲ့ကခွေနှွမ်းနေပြီဖြစ်၏ဒူးများမှလည်းမခိုင်းလာတော့ပေကျွန်မရှိသည်မအင်အားဖြင့်ဤအခန်းတွင်မှလူနာများအားကဲထုတ်ရန်ဆိုသည်မှာတွေးပင်မတွေးဝန်းသည့်အခြေအနေဖြစ်ပါသည်ထို့တော့စိတ်မပူကြပါနဲ့ကျွန်မရှင်တို့အားလုံးကိုဒီနေရာကနေကဲထုတ်သွားမယ်ရှင်တို့ကကျွန်မကိုကူညီကြပါဟုပြောလိုက်မိသည် ကျမကိုမှထွက်လာသည့်အတန်းသည်ယုံကြည်စိတ်ချမှုအပြည့်အဝရှိနေသည်ကိုကျမကိုယ်တိုင်ပင်မယုံနိုင်တော့အောင်ဖြစ်ခဲ့ရပါသည်လူနာများစုမှာပြင်းပြင်းထန်ထန်ဒဏ်ရာရရှိထားသူများဖြစ်တဲ့ဖြင့်သူတို့အားလုံးကိုမြည်သွမြည်ပုံကဲထုတ်ရမည်ဆိုသည်ကိုကျမမတွေးသက်သေးပေ။လူနာများတဲ့တွင်အရက်၆ပေကျော်မြင့်ပြီးကိုယ်လေးချိန်အဖြစ်ဆက်နစ်စတုံကန်ရှိမည်ဟုယူဆရသောပထန်တအူးကိုလည်းတွေ့လိုက်ရသည်။ကျမကိုသူကကြည့်လိုက်ပြီးခမည်းကကျွန်တော်တို့ကိုဘယ်လိုကဲထုတ်မှာလဲဟုမေးသည်။ ကျမကစိတ်မပူရနဲ့ကျမဖြစ်တည်နေနဲ့ကဲတယ်မှာမြို့ဆိုလိုက်ရသည်ကျမစိတ်ထဲတွင်ဒံယာပြင်းထန်ဆုံးလူနာများကိုအရင်ကဲထုတ်ရမြို့စဉ်းစားလိုက်သည်ထိုပထမမှာဒံယာပြင်းထန်ဆုံးဖြစ်သည်ဖြင့်သူ့ကိုအရင်ကဲထုတ်သွားရန်စဉ်းစားလိုက်၏သူကရင်စွန်းတွင်ကျမထိုင်ကသူ့ကိုစူးစမ်းထိုင်စီပြီးကျမပခုံးကိုတိုင်းဖက်ခိုင်းလိုက်၏သူကလည်းစူးစမ်းကကျမပခုံးကိုတိုင်းဖက်တွေ့တာသည်သူကမနိုင်မနေနဲ့ကျမပကုန်းထက်တွင်ထန်းကမလန်မကန်းရှိအခန်းလွတ်တစ်ခုသို့တဲဆောင်လာခဲ့သည် မနိုင်ယုံကိုထမ်းထားရသဖြင့်ကျမကိုမှာအယံမူသမားတယောက်ကဲ့သို့တရီးတရံဖြင့်သူ့ကိုသဲဆောင်လာနိုင်ခဲ့သည်။ဤနည်းဖြင့်စစ်သားတဦးပြည်တဦးအခန်းတော်အတွင်းသို့ကျမသဲနိုင်ခဲ့သည်။တယောက်ကိုကဲတင်နေချိန်မှာအခန်းထဲ၌ကြံရက်ခဲ့သည့်စစ်သားများအသက်ဘေးကင်းရန်မှာစုတောင်းယုံမှတပါမတက်နိုင်ခဲ့ပေ။ဂျပန်တပ်များကလည်းစစ်ဆေးယုံကိုအာဘာဒရပစ်ခတ်ပြီးဖြစ်သဖြင့်အခြားနေရာများသို့လှည့်ပတ်ပစ်ခတ်နေခြင်းဖြစ်သည်။ကျမရှိသမျှအင်အားဖြင့်ဒဇင်းလျင်တယောက်ကိုသာတင်နိုင်ခဲ့ပါသည်။ အကယ်၍အခြားတရားရောက်တာရှိပါကကျမကဲ့သို့လူနာများကိုကယ်နိုင်မည်ဖြစ်တော်လဲထိုအချိန်ကတစုံတယောက်မှမရှိခဲ့ပေ။ကျမလူနာမည်များကိုတည်ခဲ့သည်မှမမှတ်မိတော့ပေ။ရှေ့ရောက်၁၀ရောက်၁၂ရောက်စသဖြင့်ရေတွယ်ရင်းကပင်မမှတ်မိတော့ခြင်းဖြစ်သည်။လူနာအားလုံးအခန်းတော်အတွင် ရောက်ရှိသွားပြီးနောက်ပထမဆုံးတည်ဆောင်ခဲ့သည့်ပထန်စစ်သားကိုပင်ဒါဘာခမ်းမအတွင်သို့ပြောင်းရွှေ့ရန်ကြိုးစားရပြန်သည်။သူကိုယ်မှလေးလုံးလာသဖြင့်ကျမမကြာခဏရက်ကအသက်ရှူရန်ကြိုးစားရ၏ သူ့ကိုအောက်ချလိုက်ပါကပြန်လဲချီမရန်ပြန်လဲတက်နိုင်တော့မည်မဟုတ်ဒီကိုသိနေသဖြင့်အောက်သူလည်းမချရဲပါရက်ယုံသာရက်ကအသက်ရှူရ၏သူတို့အားလုံးကိုဒါဘာဟောအတွဲကျမပို့ဆောင်ပေးပြီးသည်နောက်ကျမဈေးယုံသူပြန်ရောက်ချိန်၌ကျမခန္ဓာကိုယ်မှာမောဟိုက်ပင်ပန်းနေပြီဖြစ်သည်သို့တော့နှစ်ရက်လုံးလုံးအစာမစားကြရသည့်လူနာများကိုကျမကြုံမခံရပါရှင်သမ ्या အစာစာများကိုတဲဆောင်က သူတို့အားဝေမျှကြွေးခဲ့သည် နောက်တစ်နေ့မနက်မိုးလင်းချိန်တွင်ကျမပြန်လာပြီဖြစ်ကြောင်းဂရီဘေးကကျမဆေးရုံသို့ပြန်လာခဲ့သည်နောက်တစ်နေ့မနက်အလင်းရောင်ပြုတ်လာသည့်နေ့တပိုင်းနဲ့သူတို့အားလုံးအတွက်အစားအစာများစီစဉ်ကကျမနောက်တစ်ခေါက်ရောက်ခဲ့ရပြန်ပါသည်ဒရာရရှိထားသည့်စစ်သားတို့ကိုကြောတွင်ဘိုးကနေရာရွှေပြောင်းပေးနေချိန်တွင်ကျမခြေထောက်၌တစုံတရာထိမှန်သွားပြီးမြေကြီးပေါ်သို့ပြစ်လဲသွားခဲ့သည်ကျမခြေတလုံးမှာသွေးများရွှဲနေသွားပြီးကြည်စံထိမှန်သွားကြောင်းသိလိုက်ရသည် သို့တော့ကျမခြေထောက်တွင်ဒဏ်ရာပြည့်ထန်ရရှိခြင်းမရှိပါအံအောပွဲကောင်းဒီမှာအလွန်ပြင်းပန်းနွမ်းနယ်နေပါလျက်နဲ့ကြည်တဲ့နေရသည့်အလွန်တရာမနာကျင်ခြင်းပဲဖြစ်သည်။ကြောထက်တွင်ပိုးထားသည့်လူနာကိုနေရကြဖြစ်အောင်ထားပြီးမှကျမတန်ရာကိုကြည်နိုင်ပါသည်။ဒိုးစင်တွင်မမျော်လင့်သောတနေရာမှကျမအတွက်အကူအညီရရှိလာခဲ့၏။စစ်စေးရုံတို့ကျမပထမကျင်းရောက်စဉ်ကဂရင်းမော်တွင်မှောက်ကအော်ဟစ်ငိုကြွေးနေသောတယောက်စစ်သည်ကကူညီခြင်းပဲဖြစ်သည်။ သူသည်တနတ်တန်ရကြောင့်မဟုတ်တီဗီယောဂါကြောင့်ဆေးရုံသို့ရောက်ရှိနေခြင်းဖြစ်သည်ဟုနောက်တွင်သိရသည်အားလုံးနေသားတကျရှိသွားချိန်တွင်အသက်ဝဝရှူကအပန်းဖြေကြသည်အခက်ခဲကိုကျမတို့ကြော်လွားနိုင်ခဲ့ပြီဟုယူဆကြတော့လဲတကယ်ရင်ဆိုင်ရမည့်အခက်ခဲသည်ရှေ့တွင်စောင့်ကြိုနေသည်ကိုကျမတို့မသိခဲ့ပေသူတို့အားလုံးကိုစစ်ဆေးရုံမှ ကျမဆေးရုံသို့တယောက်ချင်းတဲဆောင်ခြင်းဖြင့်တစုတစည်းတည်းဖြစ်သွားအောင်ဖန်တီးလိုက်နိုင်သည် လူနာများတဲ့တွင်ဒေယာရရှိထားသည့်အမျိုးသမီးတဦးနှင့်နေထိုင်မကောင်းဖြစ်နေသောအဖိုးတို့အူတို့ပါဝင်ခဲ့၏။ဂျမကလူနာများအားရွှေပြောင်းနိုင်ရန်အတွက်နွားလဲတစီရရှိအောင်ကြိုးစားကြည့်သည်။တို့ရတွင်အနီးပတ်ဝန်းကျင်၌လူများပဲမရှိတော့ရာတရိတ်ဆန်များလည်းမရှိတော့ပေ။ဘေးကင်းရာသို့ပြေးကြပြီဖြစ်သည်။တရုတ်လူနာသည်ကျမအားအကူအညီပေးနိုင်သူတူဖြစ်လာခဲ့၏။သူသည်ကျမတရားမြင့်လူနာကိုဂျောဘော်သို့စနစ်တကျတင်ပေးကာဆောင်ဖြင့်တိုင်းချီပေးခဲ့၏။ ဤနည်းဖြင့်ကျမသည်လူနာများကိုရွှေ့ပြောင်းနိုင်ခဲ့သည်။သုံးလေးောက်တည်ပြီးချိန်၌ကျမတကူလုံးနာကျင်ကြိုက်ခဲနေပေပြီ။ကျမကြောပေါ်၌ပါလာသည့်ဒံယာပြဲထန်နေသောစစ်သားများကမငြင်းညူပါပဲလျက်ကျမကမငြင်းညူသည်ဟုခံယူသည်ဖြင့်တစ်ချက်ကလေးများမငြင်းမိခဲ့ပါ။ကြောပေါ်မှသူတို့ကကျမအားရောက်ခါနေပြီရောက်ခါနေပြီဟုပဲအားပေးခဲ့ကြသည်။ဒါပါဟောမှ ကျမဆေးရုံတို့တစ်ခေါက်ရောက်လာတိုင်းအမောပြေရသည်ပဲ။ ဤသို့ဖြင့်ဒါဇင်ဝက်မြတ်သောဒံယာရလူနာများကိုကျွန်မဆေးရုံ၌စနစ်တကျနေရာချထားနိုင်ခဲ့သည်ထိုအချိန်ကျမှပင်အန်နီကိုခေါ်ကာကျွန်မခြေထောက်မှဒံယာကိုစနစ်တကျဆေးထည့်စေခဲ့သည်ထို့နောက်အသက်ရွယ်ကြီးရင်သောတယောဟိုးတူအားတဲဆောင်ရန်ထွက်ခဲ့ရပြန်သည်အန်နီကသူလည်းလိုက်မည်ဟုဆိုတော့လဲဆေးရုံရှိလူနာများအားစောင့်ကြည့်မည်သူတူလိုအပ်သည့်သဖြင့်အန်နီကိုဆေးရုံမှပင်နေစေခဲ့သည်အဲဒီမှာကျမနဲ့အနေကြသဖြင့်တော်ယုံတန်ယုံပြုစုကုသမှုကိုလှောက်ဆောင်နိုင်ပြီဖြစ်သည် ကျမကအန်နီကိုဆေးရုံတွင်နေရစေခြင်းတော့လဲအန်နီက ကျမပြင်ပန်းနေသည်ကိုမြင်တွေ့နေသောကြောင့်နှစ်ယောက်တည်းမြည်ဟုဆိုလာသည်စိတ်ကူးတစ်ခုရသဖြင့်ကျမခန်းသို့ပြန်ကရှာဖွေလိုက်သောအခါဂျင်းကလထိုင်တလုံးရရှိလာသည်ထိုကလထိုင်တွင်ဝလုံးများရှုကလူနာအားတဲဆောင်နိုင်မည်ကိုကျမတို့တွေးမိကြသည်မတော်တဆကြိုးကြနိုင်တော့လဲလူနာတဲရတွင်အကျိုးများလာသည်ကိုတွေ့ရ၏ကလထိုင်ရှိမှ ကျမကထမ်းပြီးအန်နီကနောက်ကထပ်၏ ကျမဒူနာပြူအတက်တင်ကြောင်တက်ရန်အင်တာဗျူးတွေ့စဉ်ကဆရာဖြစ်သူကကျမမှာဒေကွေလွန်တီဟုမှတ်ချက်ချခဲ့သည်ကိုသတိရမိပါသည်ကျမတို့နှစ်ယောက်စစ်စေးယုံမှလူနာများကိုကျမစေးယုံသူပြောင်းရွှေ့ရ၌လေးရက်ကြာမြင်ခဲ့သည်နောက်၃နှစ်ခွဲကြာတွင်ကျမအာ George Bey မင်းမြတ်၏စုရစိတ်ချင်းမြင့်သည်ဟုကြားသိရပါသည်ထိုစုရစိတ်မှာတာဝန်ဝတရားကိုဥလည်မတုံတက်သည့်ရှိစွာထမ်းဆောင်မှုကြောင့်ချင်းမြင့်ခြင်းဖြစ်သည်ဟုဆိုပါသည်ထိုစုရစိတ်သည်ကျမပိုင်ဆိုင်သည်များလည်းတွင် တန်ဖိုးထားဆုံးပင်ဖြစ်ပါသည်တို့ရတွင်အကယ်၍များကျမသည်အချိန်တို့အားနောက်ပြန်လှည့်နိုင်စွာရှိသူဖြစ်ပါကထိုစဉ်ကကျမသုံးခွင့်ရခဲ့သောတခုတည်းသောတစ်သားဘိန်းသက်နွားလေတစည်းကိုပြန်တည်ရလိုပါသည်